ရီးမားလိမှာဒုတိယနေရာရဖို့တေချာသွားပြီဖြစ်တဲ့အာစနယ်။ဒီကဘာကိုခင်းစ်တဖုတ်ဘောချူအနီကျူဒူဝါရီကျွန်တော်ကခုခက်မှာအာစနယ်နဲ့နယူကက်ဆယ်တို့ရဲ့ပွဲပြီးသုံးသပ်ချက် full time review ကိုလုပ်ပြီးသွားကြပါမယ်။မှန်ပါတယ်။အာစနယ်တဲ့နယူကက်ဆယ်အသင်းကိုအနိုင်ရအောင်ကစားနိုင်ခဲ့တဲ့အတွက်ကြောင့်ဒီနှစ်ဘောလုံးရာသီမှာ ပရီးမီးယားလိရဲ့ဒုတိယနေရာတနည်းအားဖြင့်အဆင့်နှစ်နေရာကိုရရှိဖို့အတွက်တရာဂိုင်းလုံးတည်ချသွားပြီဖြစ်ပါတယ်။နောက်ဆုံးပွဲစဉ်မှာဆော့တတန်အသင်းကိုရှုံးနိမ့်ခဲ့သည့်တိုင်အောင်မန်စီးတီးအနေနဲ့အာစနယ်ရဲ့ goal difference ရမှတ်ကိုလိုက်မိဖို့ဆိုတာမဖြစ်နိုင်တော့တဲ့အတွက်ကြောင့်အာစနယ်ကအဆင့်နှစ်နေရာရဖို့တရာဂိုင်းလုံးတည်ချသွားပြီလို့ပြောတာပါ။ တကယ်တော့ဒီပွဲစဉ်မှာအာဆင်နယ်အနေနဲ့နျူကက်ဆယ်ကိုတရေကစားရင်ရပါတယ်နောက်ဆုံးပွဲစဉ်မှာကိုလုတ်ကိုအကောင်းဆုံးလုပ်ပြီးဆော့သတန်ကိုအနိုင်ယူမယ်ဆိုရင်အစ်စ်နစ်နေရာတေချာပေမဲ့အာဆင်နယ်ကပရီးမီးယားလိပွဲစဉ်39ကံပြီးတပွဲအလိုမှာတင်အစ်စ်နစ်နေရာကိုတေချာပေါက်ရယူသွားခဲ့တာလည်းဖြစ်ပါတယ်တွေ့မဲ့တစ်ဖက်ကနျူကက်ဆယ်ကျတော့အာဆင်နယ်နဲ့မတူပါဘူးဒီပွဲရှုံးလိုက်တဲ့အတွက်ကြောင့် နောက်ဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့ Everton နဲ့ပွဲမှာလုံးဝအမှားယွင်းခံလို့မရပါဘူးခင်ဗျာအခု Premier League ပွဲတွေကတပွဲလောက်ပဲကျန်တော့တဲ့အချိန်မှာဘယ်အသင်းမှအမှားယွင်းမခံတာဆိုတာမှန်တယ်သို့တော့အတိအကျကြီးပြောလို့မရဘူးစိန်ဂျိမ်းဘက်မှာရှင်ပြိုင်ကစားမဲ့ဒီ Everton နဲ့ပွဲမှာ Newcastle နိုင်ဖို့အခွင့်အရေးပိုရတယ်ဆိုရင်မဲ့ Newcastle လုံးဝမရှုံးနိုင်ပါဘူးကွာလို့တော့ယဒီပြတ်တစ်ထစ်ချပြောလို့မရပါဘူးဒီအတွက်ကြောင့်အခွင့်အရေးတစ်ခုပို့ပြီးတော့ ယော့သွားခဲ့တယ်ပေါ့နော်ညူကက်ဆယ်ကိုနောက်ကဖိအားပေးနေတဲ့အသင်းတွေကတော့အခွင့်အရေးတစ်ခုပို့ပြီးတော့တိုးသွားခဲ့ပါတယ်ဒီချိန်မှာဘလို့အခွင့်အရေးမျိုးပဲဖြစ်ဖြစ် potential အားဖြင့်နည်းသည်ဖြစ်စေများသည်ဖြစ်စေအခွင့်အရေးတိုင်းဟာတန်ဖိုးရှိပါတယ် okay အဲ့တော့ကျွန်တော်ဒီပွဲနဲ့ပတ်သက်ပြီးတော့ချင်းကလိုက်ရအောင်အာစနယ်အသင်းကတော့ဒီနေ့ပွဲထဲမှာညူကက်ဆယ်ကိုအနိုင်ယူဖို့အတွက်သူတို့ရဲ့အတောင့်တင်းဆုံးလူစင်းကိုတည်ပြီးတော့ကစားသွားခဲ့တယ်သို့တော့ညူကက်ဆယ်ကအခုနောက်ပိုင်းပွဲတွေမှာကျွန်တော်ရဲ့ဘောချုပ်သုံးသက်ချက်တွေမှာလည်းပါပါတယ် အရင်တော့တော့ aggressive မဖြစ်တော့ Newcastle ရဲ့ playing style က aggressive စံနဲ့ playing style အကုန်တက်မယ်အကုန်စင်းမယ်ဒီဖြစ်ဖြစ်ကစားမယ် counter attack တွေ direct pass တွေကိုအားကိုးမယ်ဒီနေ့ပေါ်လို့ရသည်မှာ Premier League အသင်းတော်တော်များများအဲ့ဒီ hand ကိုပဲကစားတဲ့ဆိုပေမဲ့ Newcastle ကပိုပြီး powerful ဖြစ်တယ်အဲ့ဒီဟောင်းဒီ Newcastle ကိုနီးပြတဲ့ အချိန်မှသာဒီလိုပုံစံဆော့တာမဟုတ်ဖဲနဲ့နကုဘုံမောက်အသွင်းကိုကင်တွဲစဉ်အချိန်ကာလတွေကအခုလို aggressive ဖြစ်တဲ့ playing style ဆော့ခဲ့တာပါအဲ့တော့ပြောချင်တာအရင်တော့ EPA ရဲ့ဟိုအသင်းနေအခုဘောလုံးရသည်လို့အထာမျိုး မရှိခင် အချိန်ကတည်းကအဲ့ဒီဟောင်းဒီဒီလို playing style နဲ့ကစားကွက်နဲ့တသားရဲဖြစ်လာတဲ့နီးပြအဲ့တို့ကြောင့် Newcastle သည် အဲ့လိုကစားတဲ့အသင်းတွေထဲမှာဆိုရင်တနည်းအားဖြင့် aggressive season store တဲ့အသင်းတွေထဲမှာဆိုရင်ထိတ်ဆုံးအဆင့်တွေမှာရှိနေတယ်လို့ပြောလို့ရပါတယ်အသင်းနိုင်ကိုဒုက္ခပေးနိုင်တဲ့ level မျိုးရှိတယ်ပေါ့နော်ဒါပေမဲ့ Chelsea ကိုနိုင်ခဲ့တဲ့ပွဲစဉ်မှာကလေးက Newcastle သည် aggressive ဖြစ်ဖြစ်ကစားတာထက်ပွဲရဲ့တန်ဖိုးကိုထိမ့်ပြီးကစားနေတာသတိထားပြီးတွေ့မိတယ်အဓိကခြေသွမ်းပိုင်းထက်စာရှင် reset ပိုင်းကိုဦးတည်ပြီးအဒီဟောင်းကစားလာတယ်အဲ့တော့ဒီဘွဲခဏပြေးပြတာကို Chelsea နဲ့ ပွဲတော့ကလည်းသူတို့နိုင်နေပါလျက်နဲ့တယောက်အตาရနေပါလျက်နဲ့ထပ်ပြီးဂိုးတွေမသွင်းတော့ဘူးအဓိကဒီတကူကိုသူတို့ထိမ့်ကန်လိုက်မယ်ဆိုတဲ့သဘောမျိုးကစားသွားတယ်ဒီနေ့ပွဲကလည်းထုံနေတူပဲနျူကက်ဆယ်အနေနဲ့ပွဲတစ်ပွဲကိုအနိုင်ယူရေးထက်ဒီပွဲတွေမှာသူတို့တည်ကြခွင့်ရှိတယ်အဲ့ဒီကြောင့်အာစနယ်တင်းကိုထိမ့်ပြီးတော့ကစားသွားခဲ့တယ်အဓိကခန်းစစ်ပိုင်းကိုဦးစားပေးပြီးဒီဖြစ်ဖြစ်ကစားတယ်တို့ပေမဲ့ တကယ်တမ်းတိုက်စစ်ဆင်ရမယ့်အခြေအနေမျိုးမှာ ရှေ့ကကစားသမားတယောက်နှစ်ယောက်လောက်ပဲတိုက်စစ်ဆင်ကစားတဲ့ဟန်မျိုးသားအသုံးပြုသွားခဲ့တယ်။ဘရူနိုဂျီဆိုရင်လည်းအရင်တော့တိုက်စစ်လိုက်ပါမှုတွေအများကြီးရှိတယ်ဆိုပေမဲ့ဒီပွဲမှာကတော့ခန်စစ်ကိုဦးစားပေးပြီးကစားသွားခဲ့တယ်။နောက်ထပ်တစ်ချက်ကအာစနယ်တင်းဒီ area တွေရန်အားကိုးတယ်ဗျာ။ area ကျူရဲ့အတားရအောင်ယူပြီးတော့ခေါင်းတိုက်ဂိုးသွင်းတယ်။ set piece တွေနော်ဟိုအသုံးပြုတာများတယ်။ခွန်အားနဲ့ဖိပြီးတော့ second ball တွေပြန်ကျလာတဲ့အခါကျရင်ဂိုးသွင်းတတ်တယ်ဆိုတဲ့အခြေအနေမျိုးကိုအဒီဟောင်းကောင်းကောင်းနားလည်ထားတယ်ဒီတွက်ကြောင့် Steve Boatman တို့เนาะ Dan Van တို့ရဲ့အမြင်ပေါ်ရှင်းထုတ်မှုအားကောင်းကောင်းတဲ့အတူအဲ့ဒီ area ball တွေကိုအကောင်းဆုံးဂယုတစိုက်ကစားသွားခဲ့တာကိုတွေ့ရပါတယ်ဒီတွက်ကြောင့် Arsenal အသင်းကလည်းဟိုသူတို့ကိုရဖို့အတွက်အားကိုးနေကြဖြစ်တဲ့ကော်နာတွေဆက်ပီးစ်တရားနေတစဉ်ထင်သလောက်ကိုရဖို့မလွယ်ကူခဲ့ပါဘူးအဲ့တော့ Arsenal အသင်းကိုပြန်ကြည့်မယ်ဆိုရင်လည်း Arsenal က ီနေ့ပွဲစဉ်မှာကျွန်တော်တို့အရင်တော့တိထားတဲ့ NBA အပြည့် Arsenal ပုံမျိုးတော့ဖြစ်မနေဘူးအထူးသဖြင့်ကွင်းလယ်စိုးမိုးမှုတိတ်ပြီးတော့ရှိမနေခဲ့ဘူး Declan Rice Martin Odegaard Thomas Partey အကုန်လုံးစိတ်တက်ပိုင်းဆိုင်ရာအနည်းငယ်ရော့နေတဲ့ပုံစံမျိုးလေးတော့ကျွန်တော်တွေ့ခဲ့တယ်။သို့ပေမဲ့လိုအပ်တဲ့နိုင်ပွဲတစ်ပွဲကိုပုံဖော်ခြင်းနဲ့အတွက်ကြောင့်အကောင်းဆုံးကြိုးစားပန်းစားနဲ့ကစားသွားတဲ့ပုံစံမျိုးလေးတွေတော့မြင်ခဲ့ရပါတယ်။အဲတော့ Arsenal အသင်းကတော့များသောအားဖြင့် ဝင်းတွေကနေအားပြုပြီးကစားပင်မဲ့တစ်ဖက်ကလီဗာမန်တို့တို့เนาะမာဖီတို့ကလည်းခံစစ်နှစ်တန်းပုံစံမျိုးနဲ့ SCB RC ကစားသမားတွေရဲ့ရှေ့ထိတက်ပြီးတော့အဲ့ဝင်းဘက်ကစားသမားတွေနဲ့ပေါင်းပြီးကစားတဲ့ဟန်မှာဘူခါယိုစာကာပဲဖြစ်ဖြစ်တစ်ဖက်ကမာတင်နလီပဲဖြစ်ဖြစ်ထင်သလောက်အလုံးမဖြစ်ခဲ့ဘူးအဲ့တော့ကြောင့်ကျွန်တော်တို့ဒီ central zone ကနေပဲ declan rice ရဲ့ awaken ချက်တွေ origate ရဲ့တချို့သော through pass တွေကိုပဲအားပြုပြီးတော့ကစားသွားခဲ့တယ် ဒီနှစ်ပွဲမှာတဘရူနိုဂျီတို့တိုနယ်လီတို့လည်းရှစ်ထိလိုက်ပါပြီးတော့ဂိုးသွင်းယူတဲ့အပိုင်းတွေမှာဟိုဘယ်လိုပြောမလဲမလုံနိုင်တာတည်းဆိုင်တိတ်မလုံဘူးဗျာအဓိကသူတို့ခန်းစစ်ကစားသမားတွေအတွက်ကာဗာဖြစ်အောင်ကစားပြီးသွားခဲ့တယ်အဲ့ဒီခါကျတော့နျူကက်ဆယ်တဲကိုဂိုးသွင်းဖို့အတွက်ခက်ခဲတယ်ဆိုပေမဲ့နျူကက်ဆယ်အသင်းရဲ့ဂိုးပေါက်ချင်းချောင်းမှုတွေတနည်းအားဖြင့်အရှင်တို့အလိုမျိုးအာထုံခွန်ဆိုင်ကစားတဲ့ဟန်တွေကိုအမြဲတမ်းမမြင်တွေ့ရအောင် လုံးဝမမြင်ရဘူးတော့မဟုတ်ဘူးအမြင်ဘောတွေကနေတစင်ညူကတ်ဆယ်ပြန်လဲအားပြုတ်ပြီးဂိုးသွင်းတဲ့ပုံသဏ္ဍာန်မျိုးတွေတော့ရှိတယ်ဒါပေမဲ့ David Raya ကောင်းမွန်မှုတွေလည်းပါဝင်ခဲ့တယ်အထူးသဖြင့်ကျွန်တော်ထင်ပြ Dan Ban ရဲ့ခေါင်းတိုက်ချက်တစ်လုံးဆိုရင် ဝင်ခံဤဆဲဆဲဖြစ်ပါတယ်အဲ့တလုံးကို David Raya အကောင်းဆုံးပုတ်ထုတ်ကောက်ခဲ့သွားခဲ့တယ် Raya ကိုယ်တိုင်ဘလုံးပိပို့တာမှားတာရှိတယ်အဲ့ဒီမှားတဲ့အခွင့်အရေးတွေကို Newcastle အကောင်းဆုံးအသုံးမချနိုင်ခဲ့တာလေပထမပိုင်းမှာမြင်ရခဲ့တယ်တစ်ဖက်ကကျွန်တော် အလွတ်တဲကန်ဘောတွေခေါနာတွေကိုပုတ်ထုတ်ကာကွယ်သွားတဲ့ဂူးသမားတို့ကျွန်တော်နစ်ပုတ်ကိုလည်းယူကဆယ်အနေနဲ့ခြေစွပ်တင်တင်တယ်တကယ်လို့အာစနယ်ရဲ့ဆပ်ပီးစ်တွေမှာနစ်ပုတ်ရဲ့တချို့သောပုတ်ထုတ်ကာကွယ်မှုတွေမရှိဘူးဆိုရင်ရှန်တိန်လေးထိလိုက်တဲ့နဲ့ဝင်သွားမဲ့ဂူးမျိုးတွေကျွန်တော်တို့အများကြီးမြင်ခဲ့ရပါတယ်ဆိုတော့ EPA ပွဲပြီးကန်နီးလေးလေးအတင်းတွေကတော့ဟိုတေချာအာတုံကိုစိုက်ကစားတာထက်စိုက် ပွဲကိုထိန်းပြီးတော့ကစားနေတဲ့ပုံစံမျိုးတွေများပါတယ်အဲ့တော့ရသွားတဲ့ဂိုးအနေထားကြည့်မယ်ဆိုရင်လည်းဘောလုံးကိုပြန်ပြီးရတဲ့အချိန်မှာချက်ချင်းဆိုသလိုဂိုးသွင်းယူတဲ့ပုံစံမျိုးနဲ့ရခဲ့တာပါအဲ့တော့ counter attack ဆိုတဲ့ဝဟာရကလည်းအတိပယ်ဖွင့်ဆိုရမယ့်နေရာမှာပြိုင်ဘက်အသင်ကခံစစ်အသင်နေရာမယူပါသေးတဲ့အချိန်မှာသွင်းယူတဲ့ဂိုးမျိုးပေါ့နော်55မိနစ်မှာအန်တိုနီဂါဒန်ကနေစပြီးတော့ဘောလုံးပြတ်သွားရတာနေတဆင့် အာစနယ်တင်းကဘောလုံးပြန်ရသွားတယ်နောက်ဆုံးပေးပို့တဲ့သူကမာတင်အိုရီကက်ဖြစ်ပါတယ်ဒက်ကလန်ရိုက်စ်ကိုဘောလုံးပေးပို့လိုက်တယ်ရိုက်စ်ရဲ့ကန်သွင်းချက်ကအတော်လေးတည်သက်လှပခဲ့ပါတယ်ဒါဒက်ကလန်ရိုက်စ်ရဲ့ treatment skill လို့တောင်ပြောလို့ရတယ်ပေါ့နော်အဲ့တော့ဒီလှပတဲ့ကန်သွင်းချက်နဲ့ပဲအာစနယ်အသင်းက Newcastle အသင်းကို1-0ဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိသွားခဲ့ပါကြောင်းသုံးသက်ဆွေးနွေးနေတယ်ပဲဗီဒီယိုလေးဒီမှာနားခွင့်ပြုပါအဆုံးထိကြည့်ရှုအားပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်